င်္ဂလာပါရှင်။ဧပြီလ28ရက်တနင်္လာနေ့ရက်တိမက်ဝေယသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစ္စာတင်ဆက်ပေးမှာကတော့အီရန်စေကမ်းမှာပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားပြီးလူ20ကျော်သေဆုံးတဲ့သတင်းဖြစ်ပါတယ်။အီရန်နိုင်ငံတောင်ပိုင်း Brenda Abbas မြို့မှာစနေနေ့ကကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာလူ900ကျော်ဒဏ်ရာရခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ကြောင်းသိရပါတယ်။အခြားသတင်းရင်းမြစ်တစ်ခုမှာတော့အနည်းဆုံးလူ20ကျော်သေဆုံးပြီး1000ကျော်ဒဏ်ရာရခဲ့ကြောင်းရေးသားထားပါတယ်။ ဒီဖြစ်ရဖြစ်ရတဲ့အကြောင်းရင်းကရှယ်ရီရာဂျေစိကန်စိတ်ခံတရာဧရိယာမှာတူလောင်ထားတဲ့ကွန်တနာအများပြားပောက်ကွဲမှုကြောင့်ဖြစ်ပါတယ်။လလော့ဆယ်တော့တရားရသူတွေကိုစေကူတာရေးစင်တာတွေစီရွှေ့ပြောင်းနေပါတယ်လို့ဒေသန္တရဆိုင်ရာအခက်အခဲဆိုင်ရာစီမံခန့်ခွဲရေးအရာရှိတဦးကနိုင်ငံပိုင် TV တို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။ပောက်ကွဲမှုပြီးတွင်ကောင်းငင်ထက်တွင်မိကူများမှုတိန်လိုက်တဲ့ပွဲထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်ကိုအွန်လိုင်းပေါ်တွင်မျှဝေခဲ့ကြကြောင်းလည်းသိရှိရပါတယ်ရှင်။ ဆလတင်ဆက်မဲ့တဲ့တွင်ကတော့မြောက်ကိုရီးယားရဲ့အကူအညီဖြင့်ကာစတေတာကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့ကြောင်းရုရှားပြောကြားရေးသတင်းဖြစ်ပါတယ်။မြောက်ကိုရီးယားစစ်သားများရဲ့အကူအညီဖြင့်ရှီဂရင်းတပ်ဖွဲ့များထိန်းချုပ်ခဲ့တဲ့ရုရှားရဲ့ကာစတေတာကိုရုရှားစစ်တပ်ကအလုံးစုံပြန်လည်သိမ်းပိုင်နိုင်ခဲ့ကြောင်းရုရှားစီအိုစီချုပ်ဗယ်လာရီဂရာစီမိုကဧပြီလ26ရက်တွင်ပြောကြားခဲ့ကြောင်းသိရပါဗျ။ ဒါအပြင်စစ်စင်ရေးအတွင်ပါဝင်ခဲ့ကြတဲ့မြောက်ကိုရီးယားစစ်သားများဟာယူကရိန်းတပ်ဖွဲ့များကိုအနိုင်တိုက်ခိုက်ရာတွင်ကြီးမားတဲ့အကူအညီများပေးခဲ့ပြီးမြောက်ကိုရီးယားစစ်သားများရဲ့သူရသတ္တိကိုကရာစီမော့ကချီးကျူးခဲ့တယ်လို့ဆိုပါတယ်။ ကတ်စဒေတာရင်ဖြစ်ပွားနေတဲ့စစ်မြေပြင်အခြေအနေဟာယူကရိန်းတပ်ဖွဲ့များအတွက်ခက်ခဲနေကြောင်းနဲ့ယူကရိန်းတပ်ဖွဲ့များဟာတိမ့်ပိုက်ထားတဲ့နေရာများမှာပဲတက်ဆွဲထားဆဲဖြစ်ကြောင်းယူကရိန်းစစ်ဦးစီးချုပ်အိုလက်ဇန်နာဆူစကီကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ဆူရက်နဲ့ပနမတူမြောင်များအခမဲ့ဖြတ်တန်းခွင့်ရသိနေလို့ထရန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ဆူရဲနဲ့ပနမတူမျိုးများတွင်အမေရိကန်ကုန်သွယ်သင်္ဘောများနှင့်စစ်သင်္ဘောများအခမဲ့ဖြတ်သန်းခွင့်ရရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်းဆိုခဲ့ပြီး၎င်းကိစ္စအတွက်ချက်ချင်းတိုးတက်မှုရအောင်ဆောင်ရွက်ရန်၎င်းရဲ့နိုင်ငံသားရေးဝန်ကြီးကိုတောင်းဝင်ပေးလိုက်ကြောင်းလည်းသိရပါသည်ထရန်ကအမေရိကရဲ့စစ်ဗန်နဲ့ကုတန်ရဝယ်ရီတင်မောနှစ်မျိုးလုံးကိုပနားမားနဲ့ဆွေတူမြောင်နေမှာအခမဲ့ဖြတ်တန်းခွင့်ပြုတင်တယ်လို့ထရန်ကစနေနေ့က post တွင် ပြောဆိုခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တရုတ်ကိုယ်စားလှယ်အဖွဲ့အမေရိကသို့တွားရောက်ဆွေးနွေးခဲ့တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ Center for China and Globalization စစ်စီကြီးမှကိုယ်စားလှယ်အဖွဲ့ဟာ မကြာသေးမီကအမေရိကသို့တွားရောက်ခဲ့ပြီးပညာရေး၊စီးပွားရေး၊မီဒီယာနဲ့နိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များနဲ့ဆွေးနွေးမှုအကြိမ်20နီးပါးပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ Princeton, New York, Washington DC နဲ့ Boston မြို့များသို့ April 19ရက်မှ25ရက်ထိတွားရောက်ခဲ့ကြပြီးတရုတ် American ဆက်ဆံရေးနဲ့ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအပေါ်အမြင့်ချင်း ဖလဲကအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ကနေဒါနိုင်ငံဗန်ကူဗာမြို့မှာပွဲတော်ကျင်းပနေစဉ်လူကြားတဲ့ကားဖြတ်မောင်းလို့တေဆုံးသူ၉ဦးရှိလာတဲ့တဲ့တင်ဖြစ်ပါတယ်။ ကနေဒါနိုင်ငံဗန်ကူဗားမြို့မှာပွဲတော်တစ်ခုကျင်းပနေစဉ်လူအကြားတဲ့ကိုဆက်ကားတစီဖြတ်မောင်းခဲ့မှုဖြစ်ခဲ့တာကြောင့်တည်ဆုံးသူကိုရှိရလို့သိရပါဗယ်ဗန်ကူဗားမြို့မှာဖိလစ်ပိုင်တွေဝါးတွေနဲ့လာဘူးလာဘူးနေပွဲတော်ကျင်းပနေစဉ်ဒေသစံတော်ချိန်ည၈နာရီကျော်မှဒီဖြစ်ရဖြစ်ခဲ့တာလို့ဆိုပါတယ်အတော်လေးကိုဆိုရတယ်ကားကလူအကြားတဲ့ကိုတိတ်တိတ်ကြီးဖြတ်မောင်းသွားတာလို့အခင်းဖြစ်ချိန်အနီးနားမှာရှိနေတဲ့ကားနဲ့အစားအသောက်ရောင်းသူတို့ကပြောကြကြောင်းသိရပါတယ် မြို့ကန်အသက်30ရွယ်အမျိုးသားတူကိုဖမ်းထားပြီးပြီလို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီးအခုဖြစ်ရက်ကိုအကြမ်းဖက်မှုဖြစ်မယူဆနိုင်သေးတဲ့အကြောင်းလဲထပ်လောင်းပြောကြားခဲ့တယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။ပြည်သက်များရှင်ကျမတို့ရှယ်ကုန်မီဒီယာကနေအရှိတ်လေပိုင်းဒေတာအစ္စရေးနဲ့ဟာမက်စ်တို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူခြားပြစ်စင်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။တိရှိပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။